ဒီနေ့သင်ခန်းစာ6ရဲ့အပိုင်း1မှာတော့ပုံလေးတွေဆွဲကြမယ်။အပိုင်း1မှာပြောခဲ့တဲ့ရှိတ်ပုံစံလေးတွေကိုပုံလေးတွေဆွဲကြရအောင်။ကလေးတွေပါလိုက်ဆွဲလို့ရအောင်အလွယ်ဆုံးပုံလေးကနေစထားပါဗျ။အရင်ဆုံးဘဲဥပုံစံရှိတ်လေးနှစ်ခုကိုဆွဲမယ်နော်။ရှေ့ကလိုင်းသင်ခန်းစာတွေကိုတည်တည်ချာချာလိုက်လေးချင်းခဲ့မယ်ဆိုရင်ဒီပုံလေးတွေကဆွဲရအဆင်ပြေမှာပါ။ကလေးတွေလည်းလိုက်ဆွဲပါနော်။ကဲအခုနံပါတ်1အဆင့်ကိုဆက်ပြီးတော့ဆွဲကြမယ်။ဘဲဥပုံလေးကိုအရင်ဆွဲတယ်၊မြင်းကွေးလေးကိုထပ်ဆွဲတယ်။ဘာပုံလေးဖြစ်မလဲဆိုတာခံမှန်းလို့သိကြမယ်ထင်ပါတယ်။ ဘဲဥပုံလေးမှာမှာတရိကံပုံစံ shape လေးကိုထပ်ပြီးတော့ဆွဲလိုက်မယ်နော်ပုံစံလေးကပေါ်လာပြီဖြစ်ပါတယ်ဆွဲရတာလွယ်လွယ်လေးပါပဲเนาะအခုမှစပြီးတော့လေ့ကျင့်တဲ့သူတွေကဒီလိုလွယ်တဲ့ပုံလေးတွေကနေစပြီးတော့လေ့ကျင့်ပါเนาะနံပါတ်3အဆင့်လေးကိုထပ်ပြီးတော့ဆွဲကြမယ်ပုံလေးကပေါ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့နှုတ်သီးလေးကိုထည့်လိုက်မယ်เนาะ ပြီးရင်လက်ကိုတစ်ချက်ထဲနဲ့မြင်းကွေးလေးကိုဆွဲကြမယ်။သင်ကန်းစာတွေကတစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်နေပါတယ်။ဒါကြောင့်ရှေ့ရသင်ကန်းစာတွေကိုအခြေခံတွေကိုမြင်းတွေကို လိုင်းတွေကိုပိုင်နိုင်ဖို့အတွက်အရေးကြီးရလို့ပြောတာပါ။အခုကတော့ဘဲပုံစံလေးပေါ်လာပြီဖြစ်ပါတယ်။ပြီးရင်ခြေထောက်လေးကိုဆက်ပြီးဆွဲကြမယ်နော် ခြေတော့ဆွဲတာမှာဗီဒီယိုရိုက်တာကွဲသွားလို့ sorry ပါဗီဒီယိုရိုက်တာကလည်းမိလာမရိုက်လို့အဆင်ပြေတာပါ ကြည့်ရတဲ့သူတွေအဆင်ပြေအောင်မီးထိုးပြီးတော့ရိုက်ရတာဖြစ်လို့ပါနံပါတ်၄အဆင်မှာတော့ဘဲပုံလေးကိုအချောတက်တော့မယ်နော်ဘဲဥပုံစံခေါင်းလေးကိုအရင်ဆွဲလိုက်မယ်ပြီးရင်နှုတ်သီးလေးထည့်လိုက်မယ် ဒီလိုပုံလေးတွေဟာဆွဲရတာလွဲကူမြန်ဆန်တဲ့အပြင်ရှေးကလိုင်းသင်္ကန်းစာတွေကိုပါ ပိုင်နိုင်ကျွမ်းကျင်မှုရှိလားဆိုတာကို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 စမ်းသပ်ကြည့်လို့ရမှာဖြစ်ပါတယ်အခုအတောင်ပံလေးကိုဆွဲရမယ်နော် ပုံလှသည်ဖြစ်စေမလှသည်ဖြစ်စေတက်နိုင်ရင်တော့ခဲကိုတက်ချက်သေးသာဆွဲပေးပါဒါကလေ့ကျင့်နေတာပဲဖြစ်ပါတယ်လေ့ကျင့်ရင်လေ့ကျင့်ရင်လည်းလှပတဲ့ပုံလေးတွေကိုဆွဲနိုင်လာမှာဖြစ်ပါတယ်နော်အခု6လောက်လေးကိုဆက်ဆွဲကြမယ်။တောင်ပံကအမွေးတောင်လေးတွေကိုထည့်လို့ရပါပြီ။ ပြီးရင်မျက်လုံးလေးကိုလည်းဆွဲကြမယ်။နှုတ်သီးလေးကိုလည်းအယောင်လေးတင်လိုက်ပါအောင်မယ်။ဒီလိုပုံလေးတွေကိုလွယ်ကူစွာနဲ့အဆင်းဆင်းလေ့ကျင့်သွားပါနော်။နောက်ထပ်ပုံလေးတစ်ပုံကိုအတူတူလိုက်လေ့ကျင့်ကြရအောင်။ငါးပုံလေးဆွဲဖို့အတွက်ဘဲဥပုံ shape လေးကိုအရင်ဆွဲလိုက်နော်။ငါအမိလေးဆွဲဖို့လည်းအရာလေးပေးထားလိုက်မယ်။ဘဲပုံမှမဆို shape လေးတွေကိုမြင်အောင်ကြည့်ပေးပါ။ ပြီးရင်ရှိတ်ပုံစံလေးတွေကိုပဲအရင်ဖော်လိုက်ပါပုံချမ်းလေးကိုပဲအရင်ဆွဲတာဖြစ်တဲ့အတွက်ခဲတံကိုခက်ဖွက်ဝလေးပဲဆွဲပါနောက်ဆုံးပုံအချောဆွဲတဲ့အခါမှာခဲတံကိုပုံမှန်နေထားနဲ့ဆွဲလိုက်လို့ရပါတယ်အခုဗီဒီယိုရိုက်တာမှာတော့ပုံလေးကိုတိတာထင်ရှားအောင်ခဲကိုထင်းထင်းလေးဆွဲတာဖြစ်ပါတယ်ငါးလေးရဲ့ကိုယ်တယ်လေးကိုဆက်ပြီးတော့ဆွဲကြရအောင် မျက်လုံးလေးနဲ့ထည့်မယ်။ဒီဗီဒီယိုရဲ့နောက်မှာဆွဲရမယ်အင်စာလိုအပ်မဲ့ပုံလေးတွေကိုပြထားပါဗျ။အင်စာလေးတွေမလုပ်ခင်ဒီပုံလေးနှစ်ပုံကိုအရင်ဆုံးလိုက်ဆွဲကြည့်နော်။ဆွဲရမယ့်ပုံလေးရဲ့ရှိတ်ပုံစံလေးတွေကိုအရင်ဆုံးခဲတဲ့နဲ့မှိမ့်မှိန်လေးအောက်လိုင်းကောက်ထားမယ်။အခု9ရက်ကိုယ်တယ်လေးကိုဆက်ဆွဲလိုက်ကြရအောင်။ အမီးလေးကိုပါဆက်ဆွဲလိုက်မယ်နော်ဒီလိုအမီးပုံလေးတွေကိုဆွဲတဲ့အခါမှာရှေ့ရသင်ငန်းစာဖြစ်တဲ့လက်ရဲ့အဖိအဖော်လေးတွေကိုပိုင်နိုင်လားဆိုတာကိုသိရမှာပဲဖြစ်ပါတယ်

။သင်ငန်းစာကဘယ်အထိသွားမှာလဲဆိုရင် ခဲပကြီးကိုလူပုံတူဆွဲနှီးဆွဲထက်သွားတဲ့အထိဖြစ်ပါတယ်။ရှေ့ရဗီဒီယိုတွေမှာပြောခဲ့သလိုပဲအခြေခံမရှိပဲအကူမဆလေးကျင့်တဲ့သူတွေအတွက်ဆိုရင်သင်္ကန်းစာတက်ကနေသင်္ကန်းစာတွေကိုမကြော်ပဲအစင်းလိုက်တိုင်းကြည့်ဖို့ကတကယ်အရေးကြီးပါတယ်။အဲ့လိုလေးလာပြီးသွားပြီဆိုရင်တော့ပို့ပြီးတော့အရေးကြီးတာက လေ့ကျင့်နေဖို့ဖြစ်ပါတယ်။အင်စာတွေပေးတဲ့အတိုင်းဟိုသာတည်တည်ချာချာလေးလေ့ကျင့်သွားပေးပါ။ တင်ငန်းစာပြီးသွားရင်တော့အတိုင်းအတာတစ်ခုထိဆွဲတက်သွားမယ်ဆိုတာကိုတော့ယုံကြည်ပါတယ်။အချိန်မရလို့အိမ်စာတွေမလေ့ကျင့်နိုင်လဲနောက်ကျသွားရလို့မတွေ့ပဲနဲ့ဖြည်းဖြည်းမှန်မှန်လေးသာလုပ်ပေးပါနော်။ငားရဲ့အကြေးကုန်လေးတွေကိုဆွဲပြီးတော့ပုံလေးကိုအချောအသက်ဆွဲကြမယ်။အိမ်စာလောက်ရမှာကအခုဆွဲနေတဲ့ပုံလေးနှစ်ပုံအပြင်အခုပြထားတဲ့ပုံလေးတွေကိုကြိုက်နှစ်တရာပုံလေးတွေကိုရွေးပြီးတော့အနည်းဆုံး၅ပုံအိမ်စာရေးရပါမယ်။အိမ်စာရေးဆွဲပေးရပါမယ်နော်။ ငါးပုံထက်မကဆွဲနိုင်လဲရပါတယ်အချိန်ရလို့အချိန်ပေးနိုင်လို့ဆွဲနိုင်မယ်ဆိုရင်တော့ပုံတွေအားလုံးကိုဆွဲတာကတော့အကောင်းဆုံးပါပဲဘေးတွေက လွယ်လဲလွယ်တယ်ဆွဲရအဆင်ပြေအောင်လို့လည်းရှိတ်ပုံစံလေးတွေကနေစပြီးတော့တဆင့်ချင်းဆွဲရတာဖြစ်တဲ့အတွက်ဆွဲရတာအဆင်ပြေမှာပါနော်ဒီပုံလေးတွေကို Pinterest ကနေပြီးတော့ reference ယူထားတာဖြစ်ပါတယ်တကယ်လို့ဒီပုံလေးတွေကိုမဆွဲခြင်းဘူးတခြားပုံလေးတွေကိုဆွဲခြင်းနဲ့ဆိုရင်လည်းကိုကြိုက်နှစ်သက်ရပုံကိုသာဆွဲပါနော် အဓိကကတော့ရှိတ်ပုံစံတွေကနေတဖြည်းဖြည်းတဆင့်ချင်းပြောင်းလဲလာတဲ့ပုံလေးတွေကိုရေးဆွဲနိုင်မှုပဲဖြစ်ပါတယ်ပုံလေးတွေက လွဲပေမဲ့ဆွဲရမဲ့ပုံလေးတွေကများတာမို့လို့အချိန်မရတဲ့သူတွေပါအဆင်ပြေအောင်ဒီတစ်ခါတော့အိမ်စာလုံးမဲ့အချိန်ကို၄ရက်ပေးပါမယ်၄ရက်ပြီးရင်တော့သင်ခန်းစာခုနှစ်မှာပြန်တွေ့ကြမယ်နော်